ွာလန်းအခန်း15လမ်းပန်းထိုင်းမြောက်ပိုင်းမှာကျွန်တော်သဘောကျတဲ့မျိုးကလေးတွေကတခုပဲအထက်မြင့်တိုက်တာတွေမရှိပဲရှမ်းပုံစံဗမာပုံစံတရားအင်္ဂလိပ်တွေအစီအင်းနဲ့မျိုးလယ်မှာလည်းမြေတစင်းကဝေးဝိုင်းစီစဉ်လို့မြင်းလာလာကြီးတွေဆွဲတဲ့ရထလုံးလေးတွေကိုလည်းမြင်ရသေးတယ်။ပိုစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီရထလုံးတွေဟာ20ရာစုအစကမန္တလေးကနေတိုက်ရိုက်တင်သွင်းယူလာတဲ့ရထလုံးတွေပါ။1900ပြည့်နှစ်တွေမှာ ထိုင်းမြောက်ပိုင်းလန်နာပြင် ကာဝီလာကဘုံမေဘာမှတစ်ကုမ္ပဏီကိုလန်ပန်းမှာအခြေချပြီးတစ်ထုတ်လုပ်ခွင့်ပေးခဲ့တယ်။အဲဒီမှာဗြိတိရှကိုလိုနီဖြစ်တဲ့မြန်မာနိုင်ငံကနေရှမ်းမွန်ဗမာဝန်ထမ်းတွေတစ်ကန်ထရိုက်တွေစင်ကန်ထရိုက်တွေရောက်လာကြပြီးမြန်မာအငွေအသက်တွေယူဆောင်လာခဲ့တဲ့မျိုးကလေးဆိုပါတော့ဗမာသွေးတော်ပါတဲ့ကျွန်တော်တို့ကလန်ပန်းမျိုးဟာစွဲဆောင်မှုရှိနေတာအဲ့ဒီအချက်တွေပါမယ်ထင်ပါတယ်။ ကျွန်တော်နေတဲ့ချင်းမိုင်ကနေဆိုတနအိမ်ခွဲနှစ်နာရီဝင်းကျင်လောက်ကားမောင်းရင်လမ်ပန်းကိုရောက်ပါတယ်။ခွန်တမ်းဆိုတဲ့တောင်တန်းကိုကြော်လိုက်တဲ့အခါတောင်ခွင်းဆိုတဲ့ရွာကလေးကိုအရင်မြင်ရလိမ့်မယ်။တချိန်ကဗမာတပ်တွေဟာဇင်းမဲ့ကိုစစ်ကြည့်တဲ့အခါအဲ့ဒီနေရာမှာစကန်းချပြီးအဲ့ဒီတောင်တန်းကြီးကိုခွင်းပြီးရင်ဇင်းမဲ့ကိုရောက်ပြီဆိုတဲ့အထိမ်းအမှတ်နဲ့ပေးခဲ့တဲ့ဗမာနာမည်လို့လည်းပါဇက်ပြောရာဇဝင်တွေကြားဘူးတယ်။အဲ့ဒီနောက်တော့လမ်ပန်းမြို့ထဲဝင်လာပါပြီ။ ကျွန်တော်ကားမောင်းလာတဲ့တခြားကန်ဒီကဘေးကနေအိမ်ငိုက်လာပါတယ်ညကစိုင်းနိုဆပ်လိုင်းရန်ကနေကျွန်တော်ကိုသူ့ဘော်ရာနေနဲ့အတူကင်းဆောင်ပေးထားရလို့ထင်ပါရဲ့မနက်အစောကြီးတည်းကထွက်လာတာဆိုတော့မြို့ဝင်မှာဘိုက်ကစလာပါတယ်စီဆိုင်တစ်ခုလဲက7-11ရှေ့ကားကိုထိုးရလိုက်တယ်ကန်ဒီတကူစားရအောင်ကန်ဒီကနေလင်းရကစပွင့်ဘက်ကလေးလိုလူးလွန်ထလာတယ်အကိုပဲသွားဝယ်ပါကျွန်တော်လဲစိုင်းထဲဝင်ပြီး ပူတင်းမုံနှစ်ခုနဲ့အေးတဘူးကိုဝယ်လာလိုက်တယ်။ဆိုင်ရှိကခုံမထိုင်ပြီးစားနေတော့နေအောင်အောက်မှာမျက်နှာကိုမော့ပြီးရက်နေတဲ့ကန်နီကိုတတိထားမိသွားတယ်။နေအောင်အောက်မှာကန်နီရဲ့ကိုလုံးဟာစိမ့်ဖန်လို့ဘာလုပ်နေတာပါလဲ။သူ့နားကိုထားသွားပြီးမုတ်တစ်ခုထိုးပေးလိုက်တယ်။ရော့စာကန်နီက ကျွန်တော်ကိုပြုံးပြတယ်။တော်ပြီ။ကျွန်မဘိုက်ဝနေပြီ။ ဟင်မင်းကဘလို့ဘိုက်ွားတာလဲဘာမှလည်းစားတာမတွေ့ဘူးကဲမလို့ဘူးလေအခုနေအောင်အောက်မှာမတ်တက်ရက်နေတာကျမအစာစားနေတာပဲဘလို့ရှင်ယူပါဝေတာကိုမတင်ဘူးလားကျွန်တော်သဘောပေါက်ပြီကန်ဒီကတစ်ပင်ပဲဒီတော့သူကနေအောင်ကြီးနဲ့အစာချက်နိုင်တာပဲအလင်းမီအစာချက်ခြင်း ဖိုတိုဆန်သက်စစ်ဟုတ်တယ်ရှင်းတော်တယ်အခုလာခီးဆက်ကြစို့ကျွန်တော်ရဲ့စိမ်းများတဲ့ကလိုရိုဖီးလေးဟာတက်တက်ကြွကြွနဲ့ကားပေါ်တက်သွားပါတယ် ခဏနေဩကန်နီကျွန်တော်သူ့လက်ကိုဖမ်းဆွဲထားလိုက်တယ်။ဘာဖြစ်လို့လဲအကိုငါပြောစရာရှိလို့တေချာနားထောင်ဟုတ်မင်းနဲ့ငါလက်ထက်လို့ရမလားရှင်ဟုတ်တယ်ကန်နီဒီတန်းဆိုမင်းနဲ့ငါလက်ထက်လဲစားတော့စေးကတယောက်စာပဲကုန်ပါမင်းကနေအောင်ကြီးရှိရင်အစာချက်လို့ရပြီဆိုတော့လေကြိုက်တယ်။အာအရေးတဲ့လာနောက်နေတယ်။သွားမယ်သွားမယ်အချိန်မရှိဘူးညနေဆောင်လေးရှင်းတော့အန်ရရှိလေးပဲ။ အိတ်မြောက်တာဝါလံပန်းမျိုးလေကောင်ကခန့်ချင်းချင်းကတ်တရားလမ်းလေးတိုင်းဝင်လာတာနဲ့ရင်ကြီးတွေတက်နေတဲ့အုံမျော်စင်ကြီးတစ်ခုကိုတွေ့ရမှာပါမျော်စင်ကြီးရဲ့အောက်မှာလဲတန်ကြီးတက်နေတဲ့အမြောက်ငယ်နှစ်ခုကိုခြားထားတာကိုတွေ့ရမယ်တကယ်တော့အေမောက်ဆိုတာမြန်မာစကားအမြောက်ကိုပဲအတန်ဖလဲထားတာပေါ့ကားကိုမလန်းမကတ်မှာရက်ပြီးကျွန်တော်နဲ့ကန်ဒီဆင်းလာလိုက်တယ်မျော်စင်ရှိကတစ်သားအင်္ဂလီကိုတွေ့ပါပြီ အိမ်ရှိမှာဓာကြိုးတွေကသွေးကြောမြင်တွေလိုရှုပ်ရှက်ဤထွေးပြီးကြာနေတယ်။အိမ်ကတော်တော်ဟောင်းနှံနေပါပြီ။ဒီအိမ်မဲဖြစ်မဲကန်ဒီ။အုတ်ညံဟောင်းဘေးကခြံတကားကိုတွန်းဖွင့်လိုက်တယ်။ခြံဝင်းထဲလည်းမြက်ပင်တွေပေါင်းပင်တွေရှုပ်ရှက်လို့မစ္စတာရှေဗရာမစ္စတာရှေဗရာဗရင်တကားကခက်ပြေးပြေးပွင့်လာတယ်။ဟာဝါရီရှက်ကိုဝေ့ပြီးဝိဒတိုင်ကိုခဲထားတယ်လူမဲအဖိုးကြီးတယောက်။ဇက်ပင်ကိုရက်ဂေးပုံစံကျစ်ထားသည်။ရှေဗရာဆိုတာကဂျူးနံမဲမို့ ဂျူးတယောက်လို့ထင်တာအခုကြဘောမာလီအထာနဲ့လူမဲအဖိုးကြီးတယောက်ဖြစ်နေတယ်ငါရှေးဘရပဲဘာကိစ္စလဲငါလူကျွန်တော်ဒေးမီရိုမန်ပါဒေါက်တာအော်ဒီဝဲကခမားစီကိုလွှတ်လိုက်လို့အဖိုးကြီးကကျွန်တော်ကိုတေချာကြည့်တယ်ပြီးတော့ကန်နီကိုကြည့်လိုက်တယ်ဒီတယောက်က လူမမဟုတ်တာနန်ဒါကီယံပဲဒီပြဿနာမှာသူနဲ့ဘာဆိုင်လို့လဲသူကကျွန်တော်မိတ်ဆွေပါကျွန်တော်ကိုကူညီပေးနေတာအင်းလေ ခုက dimension အားလုံးရဲ့ပြဿနာဖြစ်နေတာပဲလာတက်ခဲ့ကြတစ်သားတကားကို လာဖွင့်ပေးတယ်အိမ်ပေါ်မှာဘာပရီဝေါကားမှမရှိဘူးဟာလာဟင်းလင်းဖြောင်ချောနေတဲ့ကျမ်းပင်ကြီးတအိမ်လုံးလဲစေးကြောင်နှံ့တွေလှိုင်လို့ရော့နားနာနေနေနေကြအဖိုးကြီးကခေါင်းပြူပြူလေးနှလုံးလှမ်းပစ်ပေးတယ်သူကလည်းခေါင်းလေးတစ်လုံးပေါ်တရောင်စင်းနဲ့ထောင်ရင် ကျမ်းပင်ပေါ်မှာလှဲလို့ ကားမောင်းလာရတာကလည်းညောင်းဟာလာဟင်းလင်းကျမ်းမြင်ကလည်းလွတ်လွတ်လပ်လပ်လဲကျင်စရာဆိုတော့ကျွန်တော်လည်းသူ့အတိုင်းပဲခေါင်းပေါ်တံတောင်စစ်တင်ပြီးဘေးတစောင်းလေးလှဲလိုက်တယ်။စိတ်မဲဟာကန်ဒီကတော့ခေါင်းကိုခေါင်းပေါ်တင်ပြီးတံမလင်ွေထိုင်နေလိုက်တယ်။ဝိတော့ကြလားကျွန်တော်မတော့ချင်သေးဘူး။ဒါဆိုဝစ္စကီကျွန်တော်တို့လာရင်ကိစ္စပြောရအောင်ဗျာ။ဒီတော့မှအဖိုးကြီးကတာဟာရဲတယ်။ဟောရီကဘာဘောကယုတ်လောကနန်လောကတက်ရှိရကြ မမြင်မြန်ဆိုပြီးလောကချင်းချင်းပိုင်းခြားရတဲ့ dimension တွေရှိတယ်။ဒါကလည်းကဘာကြီးတစ်ခုထဲမှာရှင်သန်နေထိုင်ရတဲ့ဈေးမြင့်ခြင်းမတူတဲ့တက်ရှိခြင်းကြားကလိုအပ်ချက်တစ်ခုပဲ။အခုတော့ရှိသမျှ dimension တွေကတက်ရှိတွေကိုဖျက်ဆီးပြီးဒီကဘာမှာသူတို့မျိုးစိတ်တွေပဲရှင်သန်မှုလုံးနေတဲ့ signo subline တွေရဲ့စစ်တက်ကြီးကအစင်သစ်ဖြစ်နေပြီ။ကိုချင်းစာတရားကင်းမဲ့ချစ်ချင်းမြတ်တာတန်ရုံးစဉ်ခေါင်းမာတဲ့ခွေးတစ်ပိုင်းလူတစ်ပိုင်းတွေဟောသူတို့ကို ရက်တန့်သွားအောင်လုပ်မဲ့သူရဲကောင်းတွေကိုစီးကြောက်ဖြစ်ဖြစ်ဝိနေဖြစ်ဖြစ်ကြိုးဆိုတာမှားသွားလို့လားငါကောင်ရာအာကျွန်တော်ဘာသူရဲကောင်းမှမဟုတ်ဘူးအဓိကကျွန်တော်ခန္ဓာကိုယ်ရဲကခွေးကိုဖယ်ထုတ်ဖို့ရဲကျွန်တော်အဖေနဲ့ကျွန်တော်ခွေးလေးကြီးကိုပြန်ရှာဖို့ရဲပဲအေးဘောမင်းအကိုအေးကိုရာတွေကပဲငါတို့အားလုံးမျှော်နေကြတဲ့အဆုံးသက်စီကိုတွားပေးနိုင်ပါပါပဲကဲကောင်းလေ စစ်တာကာဗီလီယာစီကမင်းဆက်ခံထားတဲ့ပစ္စည်းတွေငေါ့အရင်ပြာတီလာရှင်ကြီးကျွန်တော်ကိုပေးခဲ့တဲ့အနဲ့ရောင်လော်ဝါကတ်တိုင်နဲ့မှန်ဘလူးနတ်ကို သူ့စီကျွန်တော်ထိုးပေးလိုက်တယ်အဖိုးကြီးဟာလော်ဝါကတ်တိုင်ကိုတယူးတရပုတ်သက်ပြီးနန်းတယ်ပြီးတော့သူ့နှဘူးမှာကတ်တယ်ရှင်စိန့်ခရစ်စတိုဘာရဲ့တန်ရှင်းသောနံဝိညာဉ်ကိုငါမသေးခင်မြင်ရပြီပဲ။သခင်ကျွန်တော်မျိုးနောက်ဆုံးတီတောင်းဝန်ကြေပြုံပါမယ်။အဘိုးကြီးကစိတ်ကျဉ်တဲ့သွားပုံပါပဲ ကျွန်တော်ကိုပစ္စည်းနှစ်ခုလုံးပြန်ပေးတယ်။စိုင်းနိုဆပ်ဖလိုင်းတွေက အင်အားကြီးလာပြီးဒိုင်မင်းရှင်းအားလုံးကိုဖြည့်ဆည်းကြီးစိုးခြင်းနဲ့အဆဇလန်းကိုမင်းမြင်ပြီးသားပဲမဟုတ်လား။ဘလို့ကျွန်တော်ဘာအမြင်ငယ်လို့လဲ။ဘန်ဒွေးရောင်မှာလွန်ခဲ့တဲ့2.90ကဖြစ်ခဲ့တဲ့ဖြစ်ရလေ။ထိုစန်းတို့ကိစ္စလား။ဟုတ်တယ်။အဲ့ဒီကိစ္စကိုကဘာကြီးမှတည်ထားတာငါတယောက်ပဲရှိတယ်။ Sister Gavilia ရောမင်းဘေးရဲ့မိတ်ဆွေ Angel Wolf Guy ရော ထောက်တာဆန်းဟောဒီဝော်ရောဘသူမှမသိကြဘူးအခုငါပြီးရင်ပထမဦးဆုံးသိရမှာမင်းပဲဟိုကောင်မလေးကလူမဟုတ်လို့ထားပါတော့အဲ့ဒီကဘာဖြစ်ခဲ့တာလဲဗျတကယ်တော့အဖိုးကြီးဒူဆန်းမွေးထားတဲ့ခွေးလေးဟာစကင်ဝေါ်ကတကောင်ပဲစကင်ဝေါ်ကဟုတ်လားမြောက်အမေရိကမှာနဗာဂျိုမျိုးနွယ်စုဆိုတာရှိတယ် အဲ့ဒီမျိုးနယ်စုတွေကစုံတက်တက်မြောက်တဲ့သူတွေဟာသူတို့ရဲ့တပ်တန်းကိုနှစ်ထောင်ချီနေနိုင်ဖို့အတွက်စကင်ဝါကာဖြစ်အသွင်ပြောင်းနေထိုင်တဲ့မော်တပ်ကိုတီထွင်နိုင်ခဲ့ကြတယ်။အဲ့ဒီမော်တပ်ဟာအင်မတန်ကြောက်စရာကောင်းတယ်။ကိုယ်သက်ဆက်ဖို့အတွက်တက်ရှိတက်တော်တကောင်ရဲ့ခြေလက်ဦးကောင်အင်္ကာတွေကိုတစစီဖြတ်တောက်ပြီးမှ ကိုယ့်အင်္ကာနဲ့ပြန်ဆက်နောက်ခန္ဓာတည်းတစ်ခုရအောင်လုပ်တာသူ့စွမ်းကခွေးတကောင်နဲ့ပေါင်းဆက်ထားရင်တာမန်အချိန်မှာခွေးလိုရောလူလိုပါဟန်ဆောင်နေထိုင်နေကြတယ်။ လူတွေကိုတိုက်ခိုက်ခြင်းအဲ့ပုံမှန်မဟုတ်ပဲတက်ဆင်ထားတဲ့စိတ်ပိုင်းတွေနဲ့ Skinwalker တတ္တဝါပုံအမှန်ပေါ်လာပြီးတိုက်ခိုက်တတ်ကြတာပဲတက်တန်းကြာလာလေပေါင်းဆက်တဲ့ခန္ဓာကိုယ်တွေများလာလေဆက်ဆုပ်ဖို့ကောင်းလာလေပဲ Skinwalker တွေဟာသမင်နွားဝင်းပလူကြီးကြောင်ဝက်ခွေပုံသဏ္ဍာန်မျိုးစုံနဲ့ရှိနေတာကွာအာကျွန်တော်တက္ကသိုလ်ဘွဲရလာတာဒီလောက်တခါမှခေါင်းမရှုပ်ဘူး ခုကာလာလေးမှာမှမှတ်လိုက်ရတဲ့နာမည်အစ်စ်တွေတခါမှမကြားဘူးလားတွေအာဖြည်းဖြည်းပြောပါဗျာအေးပါငါကောင်ရခက်တူတူပြောရရင်အဖိုးကြီးထိုးဆန်းကဒုတိယကမ္ဘာစစ်ကာလာတုန်းကဂျပန်စစ်တပ်နဲ့အတူထိုင်းမြန်မာနယ်စပ်ကိုအထမ်းသမားဖြစ်လိုက်သွားတယ်လမ်းမှာလေရင်ပြတ်တစည်းနဲ့လူသေးကောင်းတွေကြားမှာအဲ့ဒီခွေးလေးကိုတွေ့လို့မွေးစားဖို့ခေါ်လာခဲ့တာပဲ တကယ်တော့ဒီခွေးကမြန်မာအိန္ဒိယနယ်စပ်ပြန်လည်မဲ့ရေအိုင်လို့ခေါ်တဲ့ကန်အီနာမှာဂျပန်စစ်တပ်ကဖမ်းဆီးရမိထားတဲ့စကင်ဝေါ်ကတကောင်ပဲတိုကျိုကိုစမ်းသပ်ဖို့ခေါ်ပြန်မှာ လင်းပြတ်ကြပြီးသူတကောင်နဲ့အသက်ရှင်နေတာအဖိုးကြီးကဖင်ကတ်ကြံတဲ့ဝိကိုခက်ပြင်းပြင်းဖြွာလိုက်ပါတယ်စကင်ဝေါ်ကအဖိုးကြီးဘေးမှာခွေးတကောင်ပြေးအယောင်ဆောင်နေရင် သူ့တက်တန်းဆက်နိုင်မဲ့အခွင့်အရေးကိုစောင့်နေခဲ့ပုံပဲ တိုက်တိုက်ဆိုင်ဆိုင်တခြား dimension ကဆိုင်လို supply တွေကလည်းအဖိုးကြီးနဲ့အဲ့ဒီခွေးကလေးကိုပေါင်းဆက်ပေးပြီးအတွင်ပြောင်းမှုတစ်ခုဖြစ်ဖို့တရားကနေတဆင့်ကြိုးပမ်းခဲ့ကြတယ်။အဲ့ဒီနေ့မှာပဲ Skinwalker အဖိုးကြီးစာငါးဘန်းသမား၃ယောက်ကိုတိုက်ခိုက်ပြီးပေါင်းဆက်ဖို့လုပ်နေတဲ့အချိန်နဲ့တွားတိုက်ဆိုင်နေ။အဖိုးကြီးကကြာသူကဘာလို့မလုပ်တာလဲ။အသက်ကြီးပြီလေ။အဖိုးကြီးစီကသူရနိုင်တဲ့ရှင်သန်မှုတက်တန်းကနည်းနည်းပဲရှိတာ။ အဲ့ဒီတော့နုပြိုတဲ့၅ဘန်းသမား၃ယောက်ကိုပြစ်မှတ်ထားတာဗောအဖိုးကြီးကဘာမှမလုပ်ဘူးလားအဲ့ဒီအချိန်မှာပဲဆိုင်နိုဆပ်ပလိုက်တွေကရောက်လာပြီးအဖိုးကြီးနဲ့ခွေးကလေးကိုပေါင်းဆက်ခြင်းလို့ကိုတရားစီကိုခေါ်လာရင်တိုက်ခိုက်မှုတွေဖြစ်ကြတယ်တရုတ်တိုင်းကားကြလို့ရှုံနေတာပဲထက်ရှုပ်ရအောင်မှာဒီပွဲမှာဆိုင်နိုဆပ်ပလိုက်တွေကအင်အားကောင်းတော့စကင်ဝေါ်ကာရဲ့အသွင်ပြောင်းမှုမပြီးသက်ခင်ပါပဲ အဖိုးကြီးရောခွေးအောင်ဆောင်သားတဲ့ skin walker ကိုပါပေါင်းဆက်ပေးလိုက်ပြီးစိုင်းလို soft line အစ်တကောင်လှုပ်ပေးလိုက်နိုင်ကြတယ်။ဒါကြောင့်အသက်ခံခဲ့ရတဲ့လူတွေဟာခွေးနှရွက်တွေခွေးနှာခေါင်းတွေနဲ့ကြံ့ရင့်ခဲ့ကြတာပေါ့။အဲ့ဒီမှာပဲဆုံးတက်ပညာတတ်တဲ့ skin walker visa နဲ့စိုင်းလို soft line တကောင်ပေါ်လာတယ်။ခု20ကြာတဲ့အခါမှာအဲ့ဒီကောင်ကကဘာမြေရဲ့ dimension တွေမှာရှိတဲ့ တက်ရှိတွေကိုပေါင်းဆက်ပြီးစိုင်းလိုဆပ်ဖလိုင်းကဘာကြီးအဖြစ်အသွင်ပြောင်းပေးမယ်ဆိုတဲ့အယူဝါဒနဲ့စိုင်းလိုဆပ်ဖလိုင်းတွေကိုစီယုံတယ်။ပြီးရင်အလက်ဇန်ဒါဒီဂရိတ်ကိုရှုံးနေပြီးတခြားတိုင်မေးရှင်းတွေစီကိုကိုဖျောက်နေခဲ့ရတဲ့စိုင်းလိုဆပ်ဖလိုင်းတက်ကြီးကိုပြန်ပြီးတိဆောက်လာတာပဲ။မင်းတားစီရမှာကအဲ့လိုမျိုးမစစ်တတ်တော်ပေါ်လာတဲ့ကိစ္စကိုမဖြစ်လအောင်တားစီရမယ်။ဟာဘာကြီးလဲဗျာ။ကန့်နီလုံးဟာရှုပ်ကုန်ပြီ။ ကန်ဒီကလည်းစိတ်ပြက်လက်ပြက်နဲ့ရဲတယ်။ဒီမှာဗျာကျွန်တော်ကိုယ်တည်းကခွေးဆိုးတကောင်က ရှိနေသေးတယ်။ကျွန်တော်ဗာဆက်လောက်ရမှာလဲသာပြော။မင်းကငါနဲ့မျှော်စင်မလိုက်ခဲ့။အဖိုးကြီးကဖြက်ခနဲ့ထလိုက်တယ်။ပြီးတော့လေကားကနေဆင်းပြီးကတ်တရာလန်ဒီဘက်ချမ်းကမျှော်စင်စီကိုကူးလာတယ်။ကျမနေခဲ့မယ်။မျှော်စင်တဲ့ဝင်ကနီ ကန်ဒီကရက်နေခဲ့ပါတယ်။ဘာလို့လဲကန်ဒီဟိုမှာလေး ူမင်းငေါ်ပြတဲ့နေရာကိုကြည့်တော့မျော်စင်ရဲ့အနောက်ဘက်မှာမြင်နေရတဲ့နန်းနန်းကြီးတကူအဲ့ဒါပါလေပုံမောမောနန်းနန်းလေသူကဒီနယ်က လမိုင်းသခင်ပဲသူ့အခွင့်မရှိပဲကျမတို့သူ့နယ်မြေကိုနင်းဝင်မရှိဘူး1808ခုနှစ်တုန်းကဗမာတွေလမ်းပန်းကိုလာတိုက်တော့သူကမျော်စင်ဘော်ကနေအမြောက်တပ်ကို ကိုကဲပြီးပြန်တိုက်ခဲ့တာစစ်ပွဲနိုင်ပေမဲ့သူကတော့ကြာဆုံးသွားခဲ့တယ်ဒါကြောင့်အဖိုးမြောင်မောင်ဆိုပြီးမျိုးဆောင်နဲ့ယာလူရခဲ့တာ မောင်မောင်ဆိုတာဗမာနာမည်ပဲဗမာဆိုရင်တော့ငါလဲဗမာသွေးတော့ပါတယ်မင်းဝင်လို့ရအောင်ပြောပေးမယ်လေအဖိုးကြီးကကျွန်တော်ဘုံကိုဖတ်လိုက်ပါတယ်ကောင်းနေတချို့အရာတွေကိုသူစည်းကမ်းတိုင်းထားလိုက်စမ်းပါလာအထဲဝင်ကြဆိုအထဲမှာမင်းတို့ကဒီတက်ခေါင်းပူစရာကြီးကြံသေးတယ်အခန်း၁၆ဆက်ရံ